မှန်နဲ့အပမှန်နဲ့အပမှန်နဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဖောက် rap ပါရွက်နေလိုက်နေရာကောင်းဆိုတော့ပြင်မလွဲပဲအဲ့အားနေချက်ကြီးနေပဲသူစနစ်ကြီးကပြုတ်ပြက်ကြတယ်ခိုင်းလာပဲ comment အမိဒါဟုတ်ပြအောင်လုပ်ဒါဟုတ်ပြအောင်လုပ်ဆိုရယ်အမိအောင်မှာရှင်းတန်လာတဲ့ခါမှာ critical thinking think out of the box တွေမပါလာဘဲနဲ့အဲ့လိုလူတွေကတိုင်းပြည်ရဲ့အချုပ်ချာအာဏာတွေမှာ decision maker နေရာတွေမှာတတ်ထိုင်လိုက်တဲ့ခါကျဘာဖြစ်လာလဲဆိုစီမံအုပ်ချုပ်မှုအမားတွေဖြစ်လာတာရှင်ရာ တခုခုဆိုဌာနဆိုင်ရာတွေမှာကြည့်ကြည့်အရက်ဖက်အဖွဲ့အစည်းတွေမှာဒီမိုးချရွှေကိုတွေနဲ့တွဲလို့တာအရင်စဉ်းကြီးရတဲ့ကိစ္စကြီးဘာလဲသိလားသူတို့ဖြစ်ချင်တာပဲသိတယ်ရေဘူးပေါက်တောင်လို့ကျင်ရေပါတာပဲလို့ကျင်တယ်ဒါဖြစ်ချင်တယ်ဒါပြစ်အောင်လို့ပနေ့အတွင်းပြီးလို့အဲ့လိုနဲ့စီမံအုပ်ချုပ်မှုအမားတွေနဲ့ရွာလဲပြီးကျမတို့နိုင်ငံကလေချွတ်ချုံကြပြီးတော့မှလေတကယ်ကိုစိတ်ပျက်စရာကောင်းတဲ့ကမ္ဘာလဲမှာလေစုပ်ပြတ်မွဲတင်နေတဲ့အတိုင်းမြင်နေတဲ့စီမံအုပ်ချုပ်မှုအမားအောင်မှာခွက်ခွက်လန်နေတာအော်မေးခွန်းထုတ်မေးခွန်းထုတ်နေတာပေါ့ဗျာအဲ့ဒါမီဒီယာကအဲ့ဒါတင်းတမလားဆိုရယ်ခေါင်းစည်းလေးပေါ့ဗျာ တော့သူတို့ပဲပြောခဲ့တာတရင်သမားလားအတင်းသမားလားလို့သူတို့ပဲတစ်ချိန်တုန်းကတော့ဟောပြောခဲ့တာပဲအခုသူကိုနိုင်ကသူကိုနိုင်ကကိုကဖော်ပြနေတာပဲတလားကိုအောင်မင်းရဲ့ဒီနေ့ DBB မှာကဒီ BB မှာပါပြတယ်သူတို့ကတော့ပြောတာအောင်ပွဲခံတာပေါ့ဗျာတကယ်တော့အောင်ပွဲခံရမှာလေသူတို့ကအောင်ပွဲခံရမယ်လို့အောင်ပွဲခံရမယ်လို့ဟဲ့လားဒီပညာသားပါပါနေသူတို့ကဟိုပညာသားပါပါနေနိုင်တာပေါ့ဗျာသူတို့ကဒါတွေကလူတွေကတည်တာပေါ့ဟိုဒါတွေကကြလားဝိလေကြောင်ပန်းနေဝိလေကြောင်ဝိလေကြောင်ပန်းနေလောက်တာတွေပေါ့ဗျာဒါတွေကလူတွေကမတည်တာမဟုတ်ဘူးတည်တယ် သိတယ်ဒါပေမဲ့ तू ကတော့မသိဘူးတင်တယ်သူ့ကိုယ်သူတော့ဟောလဲလာပြီးတင်နေပဲလူကကြလာဟိုဘယ်စကားကိုပြောပြီးဘယ်လိုလုပ်တယ်ဆိုလို့ရှိရင်ဒီလူကဘယ်လိုစိတ်ဓာတ်နေလုပ်နေတယ်အဲသူ့အတွင်းစိတ်ဓာတ်ကဘယ်လိုဆိုတာကလူရဲ့မြင်တယ်ပြကြလာအမကျွန်တော်ပြောနေတဲ့စကားကိုကြည့်သွားပြီလေကျွန်တော်ရဲ့အတွင်းစိတ်ဓာတ်ကဘာလဲဆိုတာခံမှန်းလို့ရတယ်ကျွန်တော်လုပ်တာကိုကြည့်ပြီဒါခံမှန်းအမှုမာနာနေခံမှန်းလို့ရတာပေါ့ဗျာဆိုလိုတာကလုံးလဲဒီမှာကခင်ဗျားတို့ဒီမှာဟိုပစ်တာလေးကိုကျွန်တော်ပြလိုက်မှာဓာတ်ပုံလေးကိုဟာကျွန်တော်ကဟိုပစ်တာပုံပြဓာတ် ဟိုသူတည်ရတာတက်ထောက်ခံသူအဖြစ်ဟန်ဆောင်ထားသည့်ဇော်ဘုံလင်းဆိုသူကိုအကြမ်းဖက်မှုတိုက်ဖြစ်ရေးဥပဒေပုံမှန်အာဒုက္ခ55ဖြင့်ထပ်မံမှုဖွင့်ထားဟုဆိုဆိုတော့ဒါကတည်ရလဲမဟုတ်တကယ်တော့ငါတို့တော့တည်ရလို့ပြောမှာပေါ့တည်ရဆိုတာကပြည်သူလူထုတည်တည်တည်ထိုက်တယ်သူပဲပြောနေတာပြည်သူလူထုတည်တည်တည်ထိုက်တယ်အားရှိတယ်ကြတာဟောကြတာဘာမှအရေးမပါတဲ့အရာတွေရှိတယ်ဒါတွေကတကယ်တမ်းပြောရင်အရေးပါလို့အရေးပါလို့တရင်ရေးတာမဟုတ်ဘူးတကယ်တမ်းပြောအားရဝမ်းသာနေရေးတာ အာရဝန္တာနေအာရဝန္တာနေဘုံကြီးဝင်သွားပြီးရေးတာပေါ့ဗျာသူအဖမ်းခံရတာဆိုတော့အဖမ်းခံရတာဆိုတော့သူနေသူတို့ကပြောတာပေါ့ပြောတာပြောလို့ရတာပေါ့ဗျာဒါပေမဲ့ဒီမှာကြည့်လိုက်ပါဗျာတက်ပုံလေးရသူပြထားတဲ့တက်ပုံလေးပေါ့ဒီမှာမြန်မာဟတ်တော့မြန်မာဟတ်တော့မှာမြန်မာဟတ်တော့မှာကိုအောင်မင်းတင်ထားတာပေါ့ဗျာတင်ထားတဲ့ဟာကတက်ထောက်ခံသူပြေဟန်ဆောင်ထားသည့်ဇော်ဘဝိုင်းဆိုသူကိုအကျန်းသိမှုတိတ်ပြေဥရိပုံမှာအဲပုံမှာ၃ခ၅ပြင်ထပ်မှန်အမှုဖွင့်ထားဟုဆိုဒါ DBB တရင်ကိုကိုးကားတာပေါ့ဗျာသူတို့ DBB တရင်ကိုကိုးကားတယ်ဆိုတာကအင်မတန်နှဲပါတယ်ဒါသူတို့ပဲပြောတာပဲ DBB DBB ဆိုတာပြည်ဖြစ်မီဒီယာကြာလားပြည်ဖြစ်မီဒီယာကြာလားဟာတက်မတော်ပြိုကွဲအောင်လုပ်နေတဲ့မီဒီယာအဲဒီတစ်ခါမှာတော့ပြင်ဝမ်းပြောက်ဝမ်းသာဂုံယူဝင်ကြွားစာနဲ့ကိုအောင်မင်းကဒီမှာတင်ထားတယ်တင်ထားတာဘလောက်ပညာသားပါလဲ तू မတက်တဲ့လူဒီမှာဒီမှာဆိုလို့ရှိရင်โอ้ตูไม่แตกเลยตูก็เอาโกหาเล็กเนี่ยเมนนี่เล็กเนี่ยกวนเปียท่าเราบ่เนี่ยถ้าถ้าลูกอ่ะตะเช็ดก็ต้องเจ็ดเป็ด ကြလားတစ်ချက်ကိုသုံးချက်ပြအကုန်လုံးကဟန်ဆောင်နေပဲဆိုတော့ဥပမာထားပါတော့ဗျာဒီကူဒီထဲမှာပါတယ်ဒီထဲမှာဒီထဲမှာဒီထဲမှာပါတဲ့ဟာလေဆိုလို့ရှိရင်ဒီမှာဒီဒဇင်ဥပါတယ်ဗျာဒဇင်ဥဆိုတာဒဇင်ဥတို့ကိုကျော်စိုးဥတို့ဒီမှာကြလားဒဇင်ဥတို့ကိုကျော်စိုးဥတို့ကြလားဒီလူတွေဟာကြလားဒီလူတွေဟာလည်းပဲတက်မတော်ထောက်ခံသူဖြစ်အယောင်ဆောင်တဲ့လူတွေဖြစ်နေသူကဖော်ပြလိုက်တာပဲတကယ်လည်းပြောဒါကျွန်တော်ကဆွဆွဲတူကပြောမှာအာကျွန်တော်မဖော်ပြပါဘူးလို့ပြောမှာကြလားအငင်းပါဗောဗျာ အငင်းပါဗောအဲ့ဒါငင်းတယ်ဆိုပေမဲ့တစ်ချက်ကုန်တစ်ချက်ပြတ်နေသူမတက်တဲ့ဒီပုံကိုဘာကြောင့်ကိုစော်ဘောင်းကြီးကိုပြောချင်တယ်ဆိုရင်ကိုစော်ဘောင်းကြီးတက်ပုံတပုံတည်းပုံကြီးအများကြီးရှိတယ်ကြလားအများကြီးရှိပါလင်းနေအဲ့ဒီတဲ့ရမှာကြလားဒီကိုစော်ဘောင်းကြီးကဒီတဇင်ဦးတို့ကိုကျော်စိုးဦးတို့နေတွဲရိုက်ထားတဲ့ပုံကိုတင်ထားတယ်ဗျာတွဲရိုက်ထားတဲ့ပုံကိုတင်ထားပြီးရင်ဒီလိုလုပ်တယ်ပြီးကြမှာကိုစော်ဘောင်းကြီးအားလေးကိုအုပ်ွက်ကလေးနဲ့လုပ်ပြတယ်ဒါဟာ तू မတက်တယ်လူ तू ကကျော်စိုးဦးနေရတယ်လေ तू ကမတက်ဘူး ဒဇင်ဦးနဲ့ကလည်းပြောစရာမလိုဘူးသူရှင်မှာခဏဟွာဖြစ်ပြီးသူတို့ပြဿနာတွေတက်တယ်ခင်ဗျားတို့သိခဲ့ကြပြီသူနဲ့ဟိုမှာကြအပြန်လန်နေစာရေးကြဟွာလောက်ကြနဲ့အဲသူတို့ဖြစ်ခဲ့ပြီကိုကျော်စိုးဦးနဲ့ကလည်းဒီလိုပဲကြလားအဲဒီလိုပဲကြလားတော့ဒါဆိုတော့သူကတစ်ချက်ခုသုံးချက်ပြတ်ကိုစော်ဘိုးဟင်းကိုပြောတယ်လုံးလုံးနဲ့ကြလားကိုကျော်စိုးဦးတို့ဒဇင်ဦးတို့ကပါနင်တို့လည်းပဲဟန်ဆောင်နေပဲတပ်မတော်ထောက်ခံလူဟန်ဆောင်နေပဲဆိုတော့ဆွတ်ဆွဲတာဒါကသူကအဲ့လိုပြောချင်နေတာသူပြောချင်တဲ့စကားကို DBP ကရေးလိုက်တဲ့အခါမှာအားရဝန်းတာနဲ့အားရဝန်းတာနဲ့သူက ါလေးကိုသူကရေးတာထုတ်ပြာထုတ်ပြတာပေါ့ဗျာထုတ်ပြတာပေါ့ဒါခင်ဗျားတို့သိအောင်လို့ကျွန်တော်ကပြတာပါဗျာသူရဲ့စိတ်ဓာတ်ကိုသိအောင်လို့ဒါကကိုအောင်မင်းရဲ့စိတ်ဓာတ်ကိုသိအောင်လို့အောင်မင်းကိုအောင်မင်းစိတ်ဓာတ်ကအဲ့လိုဗျာတိလားအောင်မင်းစိတ်ဓာတ်ကဒါလေးရတော့ကျွန်တော်တို့မကြိုက်ဘူးဗျာဒါရုပ်မှာအောက်တန်းချလွန်လာကြည့်တယ်လို့ကျွန်တော်ကဒါကျွန်တော်ရဲ့ဒီကိုရေဒကာရပုတ်လိကအမြင်ပေါ့ဗျာကဲကျွန်တော်လည်းသူလည်းပဲဘာမှအကျိုးမများတဲ့တဲ့င်းကိုပြတာဖြစ်တဲ့တယ်ကျွန်တော်ဒီနေ့ပြောမှာလဲဘာမှအကျိုးမများဘူးတဲ့င်းအကျိုးမများအကျိုးမရှိတဲ့တည်င်းကိုပြောပါဦးဗျာအတင်းပေါ့ကျွန်တော်လည်းအတင်းပြောပါသူကလည်းအတင်းအတင်းတည်င်းပဲဒီတည်င်းကအတင်းတည်င်းပဲ ဒါကတော့ဒီလောက်ဆိုရလောက်ပြီအာဒီလောက်ဆိုရလောက်ပြီဆိုတော့ခင်ဗျားတို့ဒါပြပြတော့ဗျာတက်တေတာခအနေနဲ့ပြတာကိုကျော်စိုးရဲ့ဒဇင်ဦးရဲ့ကိုစော်ဘုန်းကြီးရဲ့အခြားလူတွေလည်းပါတာပေါ့ဗျာအခြားလူတွေလည်းပါတယ်အဲဒါကတကယ်တမ်းပြောရင်တော့ဒါအထက်ကိုစော်ဘုန်းကြီးနဲ့လုပ်နေတဲ့လူတွေကအကုန်လုံးကကြက်လာတက်မတော်ဟန်ဆောင်သူဟန်ဆောင်သူဖြစ်တော့ဒီမှာသူရေးထားတာအောက်မှာစစ်ဖက်ပြမယ်ကျွန်တော်တမ်ဘရိုထောက်ခံသူဖြစ်တဲ့ဟန်ဆောင်နဲ့ကြက်လာကြက်လာတမ်ဘရိုထောက်ခံသူဖြစ်ဟန်ဆောင်ထားသည့်ဇော်ဘုံအင်းဆိုသူကိုဇော်ဘုံအင်းဆိုအောင်မင်းဆိုသူကိုပေါ့ဗျာအခုလည်းဖက် တပ်ဖွဲ့ထောက်ခံသူဖြစ်နေကျွန်တော်မြန်မာနိုင်ငံကိုအကျိုးလိုလားသူဖြစ်ခံဆောင်ခံဆောင်ထားတဲ့အောင်မင်းဆိုသူပေါ့အောင်မင်းဆိုသူကရေးထားတာအောင်မင်းဆိုသူကသူ့ရဲ့မြန်မာဟတ်တော့မီဒီယာမှာရေးထားတာပေါ့ဗျာအောင်မင်းဆိုသူကရေးထားတာပေါ့ဒါအောင်မင်းဆိုသူကရေးလာလားသူအတူတူတွေအတူတူပေါ့ဗျာဒါသူသူသူကိုပိုင်ဆိုတော့အကုန်လုံးကသူသဘောတူမှသူတို့ဒါသူတို့သဘောတူမှတင်လို့ရတယ်မီဒီယာဒါကမီဒီယာလောက်ထားတာပေါ့ဗျာမြန်မာမြန်မာမြန်မာသတင်းသမားပြောတဲ့သတင်းစကားတို့ဘာတို့အစားတော့အဟုတ်မဲ့တာ ဘယ်ဟုတ်မလဲသူတို့ကိုစားပေါက်ထွင်ပေးထားတာတတိယသမားပြောတဲ့တတိယသမားပါဗျာတကယ်ပါတတိယသမားမှမဟုတ်တဲ့ကြက်လားဟိုသူရဲ့လေပါစီလေပါစီလေပါစီတောင်နာမည်ပြောချင်ပါဘူးဗျာတကယ်တော့ပြောနေတာဟိုစိတ်ပြောပါတော့မှာဗျာအထူးပါဦးစိတ်တက်ဆန်တို့ဘာလို့မစိတ်တက်ဆန်တို့ကဘာတတိယသမားလဲဘာလဲသားလဲသူ့မီဒီယာမှာကြက်လားဝန်ထမ်းလုပ်တယ်လို့တတိယသမားလို့ပြောတာလားအဲကြက်လားအဲ့တတိယသမားပြောတဲ့တတိယကလည်းစားတော့မှဆိုလို့ရှိရင်တော့ဗျာကျွန်တော်တို့ကအဟိုမှာကြက်လားဒီမြန်မာနေရှင်ဘွိုက်ကဟိုဟိုတို့ဘာတို့သူတို့သူတို့တွေကပြောနေတာဆိုတော့ကိုကနည်းနည်းလေးလေးသားတက်မှုနေရှိသေးတယ်အခုကလှုပ်ရှားကြီးကြက်လားတတိယသမားပြောတဲ့တတိယကလည်းပဲ အဲဟိုလောက်ပြမလားဒီပြန်ကြားရေးဝန်ကြီးဌာနကသူတို့လှုပ်ရှားဝယ်ရာအတွက်ဟဲ့လားဟိုအပေါက်တပေါက်ထွင်ပေးထားတယ်လို့ပဲကျွန်တော်တို့ကတော့မြင်တော့တာပါဗျာကျန်တဲ့တရင်သမားတွေကဘယ်သူမှကောင်းကောင်းထက်ပြောလာလာမရှိဒါပေမဲ့ကျန်တဲ့လူတွေကတော့မစော်ရားချင်ပါဘူးကျန်တဲ့ကျွန်တော်လေးစားတဲ့လူတွေလည်းပါပါတယ်တရင်သမားပြောတဲ့တရင်ကားတွေမှာပုံမှန်ပြောနေကြတဲ့တို့တော်လူတွေတချို့တော်လူတွေကတော့လေးစားကြရကောင်းပါလေလေးစားဖို့ရတယ်သူတို့ရေးတဲ့စာတွေတိတ်ကောင်းတယ်အဲဒါတွေရှိတာပါဗျာဒါပေမဲ့ဒီမှာစိတ်ထက်ဆန်တို့သူတို့ပြောနေတာတွေပါဗျာအဲတရင်သမားပြောတဲ့တရင်ကားကျွန်တော်အဲ့စိတ်ထက်ဆန်တို့ဘာလို့ပါပြီးကြလဲကျွန်တော်ကြည့်ကိုမကြည့်ပါဘူးကျွန်တော် ကျွန်တော်လည်းအတင်းပြောတာပေါ့ဗျာအခုလည်းပဲအောင်မဲဆိုသူပေါ့ဗျာဒီမှာအောင်မဲဆိုသူကကြလားအောင်မဲဆိုသူကရေးထားတဲ့ဟာပေါ့ဗျာသူကဇော်ဘုံအင်းဆိုသူကိုတဲ့အကြမ်းဖက်ဒိတ်ဖြစ်ရဥ်ရီပုံမှန်၃ခ15ပြင်ထပ်မံအမှုဖွင့်ထားဟုဇောဒါကဒါ DBB ကရေးတဲ့တဲ့ရင် DBB ကရေးတဲ့တဲ့ရင်ကိုသူက DBB အလုံးလေးရေးလိုက်ရောသူတို့ကပြောတာပေါ့ဗျာမဟန်ကြီးဥ်တို့မိန်ဝေတို့ကိုတက်တို့ဒါတက်မတော်ထောက်ကန်သူကြအောင်မဲတို့ဘာညွန့်တို့အတူတူပဲပေါ့သူတို့ကအုပ်စုလေးကြီးပေါ့ဗျာတူရတူရစုကြတာတူရတူရစုကြတော့ဒါကကိုနိုင်တဲ့ခါတော့ကိုလှုပ်ထားကြပါဗျာကိုနိုင်တဲ့ခါကိုလှုပ်ထားကြပါ ်အမငါးမင်းဆွေကြီးငါးမင်းဆွေကြီးဖန်ခံတော့လေတို့ကပြောအာပြောကြတယ်တို့ကငါးမင်းဆွေကြီးဖန်ခံအာဖန်ခံမှာပေါ့ပြောကြတာကိုရှင်မျိုးဝင်းတို့ကအာဒီလိုပဲဒီလူတွေကတတ်မတော်အကျိုးလိုလားသလိုလိုနဲ့တတ်မတော်အကျိုးပြည်စီရပြည်စီကြောင့်တွေးခွဲတဲ့စာတွေရေးတာဖန်ပေါ့ဆိုပြီးတို့ပဲပြောခဲ့တာဒီလူတွေပဲပြောခဲ့ကြတာအဲ့ဒီလူတွေပဲပြောခဲ့ကြတာတကယ်တော့ဒီလူတွေကျွန်တော်တို့ကငါးမင်းဆွေကြီးလေဒါသူကလည်းသူပြောတာလည်းမကြိုက်ဘူးမကြိုက်တာလည်းမကြိုက်ဘူးဒါပေမဲ့ကျွန်တော်လေးစားတဲ့ထဲမှာမပါဘူးဟိုငါးမင်းဆွေလိုလေးစားတဲ့ထဲမှာမပါဘူးဒါပေမဲ့ဒီလိုမျိုးဖန်ခံရတာတော့ကျွန်တော်မပြောဘူးပေါ့ဗျာဟိုဒါပဲဖြစ်ဖြစ် ဲဒါတလောတကယ်တမ်းတော့ကျွန်တော်တို့လည်းဆွဆဲတာပဲ RCNE တွေဘာတွေဒီဘက်ကပြောနေတဲ့လူတွေကိုဟောတက်ကဆွဆဲတာပဲအဲဒီမှာဂုံပြအောင်ဖတ်လိုက်မှာဗျာတမတော်တောက်ကန်သူတဲ့တမတော်တဲ့ချစ်မြတ်နှုတ်သူအဖြစ်ဟန်ဆောင်ပြီးတမတော်အတွင်အထက်အောက်သွေးခွဲအောင်လှုပ်ဆောင်နေသည့်ဇော်ဘဝိုင်းဆိုသူကိုအဲဒါကဒါကဒီသတင်းသမားဆိုရဲအဲ့ဒါသတင်းသမားဟာအဲ့ဒါသတင်းသမားလားအဲ့ဒါမီဒီယာလားအဲ့ဒါမီဒီယာလားရှက်တက်ကြတယ်ဗျာဆော့ရှယ်လည်းမရှိကြဘူးဆော့ရှယ်လည်းမရှိကြဘူး ယလာဆောက်ရှင်းလည်းမရှိကြဘူးဒါမျိုးတွေရေးတာပဲဗျာစာရေးတာကတပ်မတော်ထောက်ခံသူတပ်မတော်မြန်နိုးသူအဖြစ်ဟန်ဆောင်ပြီးတယ်ဟန်ဆောင်ပြီးတယ်ကြလားအတပ်မတော်ကိုမြန်နိုးသူဖြစ်တယ်ဒါကကျွန်တော်ကိုတော်ဘုန်းကြီးရဲ့တပ်မတော်ပေါ်မှာဖြစ်တဲ့အောင်ကျွန်တော်တို့ဘာတန်တရားမှဖြစ်เสียအကြောင်းမရှိဘူးဘာတန်တရားမှဖြစ်เสียအကြောင်းအပြောမဆိုမှရှိရှိမယ်ရှိရှိရှိမယ်တိုးတော်လည်းပြောမဆိုမှရှိရှိရှိမယ်တပ်မတော်ပေါ်မှာထားတဲ့စိတ်စေတနာကကျွန်တော်တို့ကရာခိုင်နှုန်းအပြည့်ကျွန်တော်တို့ကယုံကြည်တယ်ကိုက तू ဟာ तू ပြောရင်ယုံမယ်ထင်နေတာ तू ပြောရင်ယုံမယ်ထင်နေတာအဲ့ဒါသတင်းသမားလားအဲ့ဒါမီဒီယာလားအဲ့ဒါသတင်းသမားလားအဲ့ဒါမီဒီယာလားစာရေးတဲ့ပုံကိုကြည့်လိုက် တက်မတော်ထောက်ကန်သူတက်မတော်ချင်းမြတ်နိုးသူပြေဟန်ဆောင်ပြီးတက်မတော်အတွင်းအထက်ရောက်သွေးခွဲအောင်လှုပ်ဆောင်နေသည့်ဇော်ဘုံဟင်းဆိုသူကိုတဲ့ဒါလားအကျန်းဖဲမှုတိတ်ဖြစ်ရေးဥပဒေပုံမှ3ခ15ဖြင့်ဇွန်လ၈ရက်တွင်တဲ့ထက်တော့အမှုဖွင့်လိုက်ကြောင်း NUG lobby media များကယနေ့ဇွန်လ17ရက်တွင်ပေါ်ပြလာခဲ့သည်အဲသူကပြောတာပေါ့ဗျာအာ NUG lobby media ကနေရေးတဲ့ဟာကိုသူကောက်ရေးတာခုတစ်ချိန်ဒီချိန်မဲ့တွေ့ဘူးသေးတယ်ဒီချိန်မှာတွေ့ဘူးပြီပေါ့ဗျာဒီချိန်မှာတွေ့ဘူးသွားပြီတွေ့ဘူးသွားပြီ NUG lobby media များကလည်း ော်မြေမြတ်များ DPP ရလို့ရေးပါလားကျွန်တော် DPP ကနေခုပြီးရေးတာပါလို့ဟိုရေးပါလားတကယ်တမ်းတော့အဲ့လိုတော့မရေးဘူးဗျဟိုမှာဆိုရင်ကိုကျော်မျိုးမင်းတို့ဆိုလို့ဒီနေ့တို့သတင်းမှာပြောတယ်အားဒီတို့မျိုး DPP ကပေါ်ပြလာတော့သူပြောပါတယ်ဘာကြဆိုပြီးသူဆိုမသိမသိဘူးတို့လိုဖြစ်တယ်အားကြောင့်ပြောတယ်အဲကျွန်တော်တို့တော့မြတ်မြတ်ကြီးမြတ်ကြီးတကယ်တမ်းသာလေစိတ်စေတနာနဲ့ရိုးသားသားရှိတယ်ဆိုရင်ပြည်သူလူထုကိုတကယ်တည်တည်ပေးကျင်တယ်ဆိုရင်ခင်ဗျားတို့ဥပဒေနဲ့ညီရဖန်ခံရမယ်ဒါကိုကြော်မျိုးမင်းဆိုဒီလိုပြောသွားတယ်မှန်တယ်အဲဒါကျွန်တော်တို့ကလက်ခံတယ်ဒါကျွန်တော်ဖြစ်ရမှာလေအဲ့ဒါသတင်းသမားခေါ်တာအဲ့ဒါမှမီဒီယာအဲ့ဒါမှမီဒီယာဒါကဒီအောင်မင်းဆိုသူ မြန်မာဟတ်တော့ရဲ့မြန်မာဟတ်တော့ဟောပိုင်ရှင်အောင်မင်းဆိုသူသတင်းသမားကြီးအောင်မင်းဆိုသူဒီတကယ်တမ်းပြောရင်တော့မီဒီယာသမားကတော့ဗျာမီဒီယာသမားအယောင်ဆောင်သတင်းသမားပေါ့ဗျာတကယ်တမ်းပြောရင်တော့ဒါကျွန်တော်တို့ကလည်းအဲ့လိုပြောရမှာပေါ့သူကစာရေးတာအဲ့လိုရေးတယ်ကြလားဒီနေ့ဇန်လ17ရက်ပြင်ဖော်ပြလာခဲ့သည်တဲ့ဆိုပါတက်မလို့ထောက်ခံသူဖြစ်ဟန်ဆောင်ထားသူကိုတဲ့ဟန်ဆောင်ထားသူကိုတဲ့အဲဒါသူရေးတာတော့သူတို့သူတို့မီဒီယာမှာရေးထားတာအဆိုပါတက်မလို့ထောက်ခံသူဖြစ်ဟန်ဆောင်ထားသူကိုမူလကရာဇသက်ကြီးဥပဒေပုံမှန်905ကနှစ် 905ကကနေတဲ့စစ်တွေဥပဒေပုံမှာ60ကြောက်ကကြီးတို့ပြင်တာမှုဖွင့်ခဲ့ရမှာနောက်ပိုင်းစစ်စစ်ပေါ်ပေါက်ချက်များအရာယခုလိုအကြမ်းဖက်မှုတိတ်ဖြစ်ရဲ့ဥပဒေပုံမှာ3ခ15ပြင်ပါတဲ့ထပ်တော့မှုဖွင့်လိုက်ခဲ့ခြင်းဖြစ်သည်ဟုတဲ့လပခတိုင်းနဲ့ဤဆက်သည့်တရင်အရေးမြစ်ကပြောဆိုကြောင်းရင်းတရင်များတွင်ဖော်ပြထားသည်တဲ့အဲသူကဒါပေါ့ဗျာဒါဒါသူကသူကဒါမျိုးဟောဖြစ်တယ်ဆိုသူပြောတာဟောဗျာသူကအဲ့လိုဖြစ်စီခြင်းတာသူကအဲ့လိုဖြစ်စီခြင်းတာ တကယ်တမ်းပြောရင်အမှုတွေရသလောက်ရသလောက်ပါဖြစ်အဲကြောင့်မို့လဲဘာညွန့်တော့ဘာတို့ကကိုမောင်မောင်ပြောတဲ့အားတွေဆိုလို့ရှိရင်လည်းပဲတို့ကအကုန်လုံးပေါ်ရတာတွေဟာဖြစ်ကြတာတက်ခိတ်ကြတာဟာသတင်းရောင်းစားနေတာခက်တဲ့ကိုသတင်းရောင်းစားနေတာတို့ဘယ်ကောသတင်းရောင်းပါလဲကျွန်တော်တို့ဒီရလူတွေအကြောင်းကိုအကုန်သိတယ်ဟုတ်လားကျွန်တော်တို့ကမပြောတာပဲရှိတယ်ကိုချင်းချင်းတွေအကုန်သိတယ်အဲဒီဒီလူတွေကအဲ့လိုပြောကြတာဒါကတို့တို့ဖြစ်စေခြင်းနဲ့တိုင်ကူကဖြစ်လာပြီပေါ့ဗျာဖြစ်လာပြီဆိုတော့တို့ကအဲ့လိုမျိုးကြက်လာဖြစ်နိုင်လို့ရှိရင်တစ်သက်လုံးထောင်ချထားခြင်းညဘယ်လောက်ချနိုင်မှာမို့လို့တော့နောက်ဆိုးရတက်လာလို့ရှိရင်နောက်ဆိုးရတက်လာလို့ရှိရင်လာဘာဖြစ်ဦးမှာပေါ့ ခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့အဘတွေကဘယ်လောက်ထိဖမ်းထားနိုင်ပါလဲခင်ဗျားတို့အဘတွေကအဘတွေကအဘတွေကနှစ်နှစ်ပြင်နှစ်နှစ်လောက်ပြင်မဖမ်းပါဘူးနှစ်နှစ်သုံးနှစ်ပါပဲခင်ဗျားတို့ကိုဖမ်းလဲနှစ်နှစ်သုံးနှစ်ပြီပြန်လွှတ်မှာပြန်လွှတ်မှာကြားဖက်သမားတွေကိုတော့ပြန်လွှတ်နေတာပဲဗျာတကယ်တမ်းပြောကျွန်တော်တို့က ACD ပါ ACD ပါခင်ဗျားတို့ကတော့ပျော်ပျော်ပေါ်ကိုယ့်လက်မှမကြသေးတာဟုတ်ခင်ဗျားတို့လည်းပဲခင်ဗျားတို့ကတော့အကြီးအောင်နေမှာမဟုတ်ဘူးခင်ဗျားတို့ကအဘတွေနဲ့ဆန့်ကျင်ပြီးဘယ်တော့မှရေးမဲ့လူတွေမဟုတ်ဘူးပြောလိုက်ရင်တော့ကျွန်တော်တို့ကအာတမတော်ကိုပြုတ်ခွဲအောင်လုပ်မယ်အာတမတော်ပုံရိပ်ကြဆင်းမယ်ဟာနိုင်ငံတော်ပုံရိပ်ကြဆင်းမယ်ဟာမျိုးကျွန်တော်တို့မရေးဘူးမပြောဘူးမဆိုဘူးလို့ပြောလိုက်မယ် ပြောလိုက်မယ်အဲအဲ့လိုမျိုးကြလာတက်မလို့ပုံရိပ်ကြဆဲအောင်ဆိုပြီးပုံရိပ်ကောင်းအောင်ပါခင်ဗျားတို့ဘာပြောမလဲအပေါ်မှုကြီးမေးအောင်လည်းဘာပြောလဲအခုမေးမျိုးသွားတယ်အာမေးမျိုးမှာဆယ်ကြီးကြည့်နေတာအာတို့ရအားရပါရရေးမယ်အာအကြောင်းနေတက်ရမှာအကြောင်းတက်မှာဒါလေးကြလာအကြောင်းကျိုးကြလာအကြောင်းကျိုးကောင်းဆုံးခွဲခြားသိတာဆိုတာပညာတက်မှာဖြစ်မှာအဲအဲ့လိုမျိုးကောင်းလို့ချစ်ကလေးတွေခင်ဗျားတို့ရေးမှာပေါ့အဲ့ဒါကျွန်တော်တို့တော့ပြောတတ်တယ်ကျွန်တော်တို့တော့သူပြောမှာမဟုတ်ဘူးလစ်တွေဘလောက်လုံးနေတယ်လဲလစ်တွေကြောင်းနေဘလောက်ဖွင့်အောင်လုပ်နေတယ်လဲဒါလစ်တွေကြတယ်တကယ်တမ်းတကယ်ပညာတတ်စီချင်တယ်လားပညာတတ်စီချင်တယ်လို့ရှိရင် PDF တွေခုဒီလောက်ဟိုတာဖြစ်နေတာတွေကိုဒီလောက်ကြမ်းတမ်းဟိုလုပ်နေတာတွေကိုရှင်းလေအကုန်သွားရှင်း ရှင်ပြတ်တာသာရှင်ပြီးကြောင်းလေးဖွင့်တယ်ဝင်မြန်လို့အခုကငိမ့်ချမ်းတဲ့နေရာလေးတွေသွားပြီးဒီလိုဒီလိုစကားတွေပြောပြနေတာအဲ့ဒါကတရင်မှမဟုတ်ဖွင့်တယ်ဒါကြလားအာဆယ်မြောက်တာတယ်မဲ့လို့ဖို့သာဆယ်မြောက်ဝင်ကြီးဌာနလောက်အောင်မဲ့ဟာအသူနောက်နိုင်ငံမှာလာနောက်နိုင်ငံတွေမှာအဲ့ဒါတရင်လို့မခေါ်ဘူးအဲ့ဒါတရင်လို့မခေါ်ဘူးဒါတရင်မဟုတ်ဘူးမာပြမှုတပြားကြီးသွားပူတယ်အဲ့ဒါတရင်မှမဟုတ်ဖွင့်နေအဲ့ဒါတရင်မှမဟုတ်ဖွင့်နေအဲ့ဒါတရင်မှမဟုတ်ဖွင့်နေဒါကြီးကဘာမှဟိုအေးမပါအရာမရောအချိန်ဖြုတ်နေတဲ့ဟာဒါကသူ့တကူကြီးတကာကြီးအချိန်ဖြုတ်နေတဲ့ဟာ အဲ့ဒါတည်းပြုံးလေတော့ဗာပြုံးလေသူနေတဲ့ရောက်နေတာပဲသူတက်မလို့သားဘောကလည်းရောက်တာအခုလည်းရောက်တာနောက်လည်းရောက်အောင်ပါပဲနောက်လည်းရောက်အောင်ပါပဲဒါလေးကြလားရေကန်နေပါလေဒါဥမာလောက်ရတာလားဟိုတော့ကသာဗာဘာလို့မလုပ်တာတော့သစတက်ခါစားရတယ်ဗာလို့မလုပ်တာတော့ဘာလို့မလုပ်တာတော့အပမန်နဲ့အပမန်နဲ့အပမန်နဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဘရက်ပါရွက်နေလိုက်နေရာကောင်းဆိုတော့ပြင်မလွဲပဲအဲ့အာနေချက်ကြီးနေပဲသူစနစ်ကြီးကပြုတ်ပြက်ကြတည်လား စနစ်တခုကိုရန်ဂျန်သူလို့တတ်မှတ်လိုက်အဲ့ဂျန်သူ stress analysis လို့အဲ့ stress analysis မှာသူရဲ့ achilles knee ကိုသိရတယ်အဲ့ achilles knee ကိုကင်တွယ်ပြီးအောင် master key တော်မျိုးနဲ့ကင်တွယ်သွားရင်လေဒီစနစ်ကမကြောက်ပြတ်တယ်သိလားတက်လူညီဖို့တော့လိုတာပေါ့ပြီးရင်ဒီမိုကရေစီစနစ်ကိုလည်းကျွန်မမကြိုက်တဲ့အကြောင်းဆက်ပြောရမယ်ကျွန်မဒီမိုကရေစီစနစ်မကြိုက်ဘူးမကြိုက်တဲ့အကြောင်းရှိတယ်ခင်ဗျားမမရှိတယ်အများသဘောကအမှားပေါ်လို့ကိုမကြိုက်တာအဲ့ဒါဘာစနစ်ကြိုက်လဲ something not something ကြိုက်ရမှာပေါ့နော် ဘယ်လိုလဲစိတ်ဝင်စားလားဆက်ပြောပြမယ်နားထောင်ကြည့်โอเคနောက်တစ်ခုပြောချင်တာဆာဖာဆာဖာရဲ့အနေထားအလုံးသိတဲ့တိုင်းပဲလေမနိုင်မနေနေဖြစ်နေရလဲအမှန်ပဲနော်မနိုင်မနေနေဖြစ်ရတဲ့အကြောင်းရလဲအဲအခါမမလုံလို့ပေါ့လေသူတို့လည်းမလွန်သာနိုင်တဲ့အကြောင်းတားတွေအောက်မှာလှုပ်ခတ်ကန်ခတ်အဲရွှေ့ခတ်အဲမလည်းလှုပ်ခတ်ကန်ခတ်ပေါ့နော်နေခတ်တေခတ်ဆိုတဲ့နေထိုင်မှာစားပဖွဲ့ရလဲပေါ့နော်မလူသာမလွန်သာနေထိုင်ဖြစ်တာပေါ့အဲ့လိုနေထိုင်ဖြစ်နေတဲ့အချိန်မှာကျမတို့တိုင်းပြည်နယ်လူမျိုးရဲ့အကျိုးစီးပွားကိုသာကြည့်ကြမယ်ဆိုရင် national interest national interest ကို first priority နေနဲ့ဦးစားပေးဆောင်ရမယ်ဦးစားပေးဆောင်ရမှာတေချာတဲ့ government statement statement stake holder တွေကိုငွေထုတ်ပေးဖို့အတွက် hybrid generation တကူအဲစဉ်းစားနေရရှင့် ဒါအမှန်တိုင်းပြောရအောင်နော် hybrid generation ဆိုတာဘာလဲဆိုတော့ဒီဘုโจခင်ညွန်းတို့လက်ထက်ကကြတော့ extreme moses နီးထလိုင်းနီးပညာကိုတုံးတာရှင်အဲဆရာဖားကကြတော့ rashad kgb နီးပညာနဲ့တုံးတာရှင်ထလိုင်းပညာရဲ့တရားအဲ့ကိ rashad ရဲ့ kgb နဲ့ extreme moses ရဲ့ israel ရဲ့ moses နီးပညာနဲ့ကိုကမိုင်းလုံးလိုက်တယ်ဆိုရင် hybrid generation တစ်ခုအနေနဲ့ကျမတို့နိုင်ငံအတွက်များအဲ ဒီပေါ့ကမ္ဘာအရာကြီးနိုင်ငံတွေကိုနောက်ဆက်နဲ့တခုခုပေါ့ something fight နိုင်တဲ့အနေအထားတခုအနေနဲ့အဲကျမတို့ထောက်လန်းရေး၂၁ထောက်လန်းရေး hyper generation တခုကိုဝေးထုတ်နိုင်မယ်ဆိုရင်အတိုက်အခံတကုန်းနဲ့ကုတ်ကားရှင်ဒါကျမတယောက်တည်းရဲ့အမြင်လို့ပဲယုံကြည်နေလိုက်ပါရှင်ဘာလို့လဲဆိုကျမပဲခေါင်းခံသွားခြင်းလို့ရှင်ဘာကိစ္စမဆို ကျမတယောက်တည်းရဲ့ယုံကြည်ချက်ကျမတယောက်တည်းရဲ့ပြည့်စုံချက်ကျမတယောက်တည်းရဲ့ထင်မြင်ချက်ကျမတယောက်တည်းရဲ့မှတ်ချက်အနေနဲ့ပဲအများကိုယုံကြည်ထားစေချင်ပါတယ်ရှင်။ဘာလို့လဲဆိုတော့ကျမဒီ public မှာချပြီး public figure တစ်ခုအနေနဲ့ပြုမှုလှူရှာဆောင်အတောင်ယူပြီးဆောင်ရွက်နေတာဖြစ်တဲ့အတွက်တစ်လောက်များရတိုင်းကိုကျမခေါင်းခံသွားမယ်လို့ခင်ပြီးတော့မှပဲထပ်ပြီးလှူရှာနေတာဖြစ်တဲ့အတွက်ဒီနေ့ topic ဒီလေကျမနဲ့သာတက်ဆိုင်ပြီးဖြစ်လာနိုင်တဲ့ကောင်းကျိုးဆိုးကျိုးမှန်တယ်များကျမပဲတောင်းယူဖြစ်ရှင်းသွားမယ်ဆိုတဲ့အကြောင်းတည်လင်းကြံကြံအပ်ပါတယ်ရှင်။ Thank you ပါ။နောက်ထပ်နောက်ထပ်စိတ်ဝင်စားကြရလာမယ်နော်။တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာလာမှာပါရှင်။ မှမယ်ဒီစကားကကျမတကူစားလို့ပဲအဲယုံကြည်ထားကြယုံကြည်လိုက်တာကတော့အနေအကင်းဆုံးဖြစ်မယ်ထင်နေရှင်ဘာလို့လဲဆိုကျမရဲ့အကိုလိုအကိုရီမောင်နေဆရာသမားတွေကနောက်ရကနေကျမကို supporting လုပ်နေတဲ့အနေအမှာအဲအာနာရှင်စနစ်တိုက်ဖြတ်နေတဲ့အာနာရှင်လက်သစ်လို့လူတွေကအဲအဲတင်လွမ်းမတာကိုခါးသီးစွာခံနေရတဲ့ interface တွေဖြစ်တဲ့အတွက်သူတို့ကိုစားကျမပဲခေါင်းခံနေနေတာနဲ့ကျွန်တော်တကူစားလို့ပဲဒီဒီ topic ကိုခေါင်းစဉ်တက်လိုက်မယ်เนาะပြောချင်တာအေးအေးအဲနိုင်ငံတကာမှာအင်အားကြီးနိုင်ငံတွေက trade war တွေဆင်နေနေရရှင်အာဘာလဲဒီ trend နဲ့အရှီချင်းဖြစ်လို့ဆိုလဲအခွန်ကိစ္စတွေပါနေဒါ trade war တွေပဲရှင် trade war တွေအဲ trade war တွေဆင်နေပြီးတော့ကမ္ဘာအခင်းချင်းကြီးကိုစစ်တက်ကစားနေတဲ့အချိန်မှာကျမတို့မြန်မာနိုင်ငံအဲတိုင်းရင်းသားလက်နက်ကင်ချင်းချင်းအင်ကျက်ချင်းကိုဦးမဲခွတ်တုတ်ခိုင်းနေပြီးရင်းစစ်မီလို့ခေါင်းစဉ်တက်ထားတဲ့အဲအင်းဒီချင်းနိုင်ငံတွေရဲ့ backbone နဲ့ဖန်တီးထားတဲ့ proxy war တွေ proxy war တွေနဲ့အချင်းကုန်ကြမလား ဒါမှမဟုတ်အဲ့ browser ဝင်တဲ့အချိန်ကုန်ပြီတိုင်းပြည်လင်းတာအဲတပ်စစ်တပ်လေပန်းတိုင်းပြည်လင်းတာတဲ့အခင်းချင်းကနေမှကျမတို့ကစဉ်းစားတင်တာကအဲစီးရနိုင်ငံကြီးကစီးရပုံမှာခြေခံတာဖြစ်တဲ့အတွက်ကျမကအဲ AED ကိုထည့်ပြောရတာရှင်တခြားတော့မဟုတ်ဘူးကျမတို့အနောက်တကားလုံးတူရှင်ရခိုင်ဒေသကကျမတို့အဲမြန်မာနိုင်ငံရဲ့ရခိုင် ရခိုင်ပြည်နယ်ဆိုတော့ရခိုင်ဒေသအဲ geopolitics ဆိုတဲ့အထွေနိုင်ငံကြီးမှာအရန်အချက်ကြာကြတဲ့နေတာရှင်။ရုရှားတရုတ်အမေရိကန်အရန်မျက်စိကြနေတာ။ geopolitics war တွေဆင်နွှဲနေတာ။ proxy war အမေရိကန်ပြီးကျွန်တော်တို့နိုင်ငံကို geopolitics war အနေနဲ့ကစားကွက်ဖော်နေတာရှင်။ဗာမြောင်ကြီးတက်တဲ့သူတွေမြင်နေရှင်။အဲတခြားချင်းမြင်တဲ့အနေထားတွေပါရှင်။တကယ်တော့ပြည်တွင်းစစ်လို့အမိခံထားတဲ့တောတောင်နောက်ခံရှိတဲ့နိုင်ငံကြီးတွေအင်အားကြီးကစားအင်အားကြီး challenge အင်အားချင်းပြိုင် challenge နေတဲ့ proxy war တွေရှင်။အဲ proxy war တွေကိုရပ်တန့်ပြီးတော့အဲကျွန်တော်တို့ရဲ့တိုင်းရင်းသား135မြို့မှာအာတရခိတလို့ခေါ်တဲ့အမျိုးအနွယ်ကိုစောင့်ရှောက်သူဆိုတဲ့ 你看。 တက်တော့အေးအေးကိုနောက်တကားလုံချုံရင်းနေရကနေစက်တာထားပြီးအချင်းချင်းတက်တခုနဲ့ကျမတို့တိုင်းပြည်ထူထောင်ရေးများလုပ်ဖို့ဟိုနောက်တက်မဲ့အစိုးရအနေနဲ့စဉ်းစားတဲ့နေဆိုတဲ့အကြောင်းလေးကျမတို့ကျမအနေနဲ့အဲဆွေးနွေးကြည့်ရပါတော့နောက်ပြီးတော့နောက်တစ်ခါပါလဲဆိုတဲ့ခါကျတော့အဘိုးချုပ်ထွန်းမြင့်နိုင်ပြောသလိုပေါ့ concentrate တို့ federal တို့သူ federal ရင်ပြောတယ်ဒီဘက် concentrate ပြောတယ်အဲ့လို federal concentrate တွေဟိုဒီစကလုံးကြီးတွေနဲ့အဲ topic တွေတင်နေမဲ့အစားကျမတို့နိုင်ငံကတန်း60ရတော့ပြည်သူတွေကအဲ့လောက်လေးလေးလန့်လန့်ကြီးတပြောလို့မရသေးတဲ့အနေထားရှင်အဲ့ခါကျတော့ပညာရှင်ဆန်လို့မရသေးဘူးအဲ့တော့ကျမတို့ရိုးရိုးလေးစဉ်းစားကြအောင် ောက်တကားလုံခြုံရေးအတွက်အဲကျမတို့တိုင်းပြည်ရဲ့အနောက်တကားလုံခြုံရေး geopolitics ကို geopolitics ကစားကုန်ခြေဖြတ်ဖို့အတွက်နောက်တကားလုံခြုံရေးအတွက်ကျမတို့ AA ကို cancel သဘောမျိုးနဲ့အဲဖွဲ့စည်းတစ်ခုအနေနဲ့အတိအမှတ်ပြုပြီးကစားဖို့ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားတာတခြားကြောင့်မဟုတ်ဘူး YouTube SA မှာကိုကန့်ကိုကန့်ရန်ချုပ်ရေးတန်တေးတာပေးနိုင်အေးရဲတဲ့လမ်းလွတ်ဖို့မမြင်တော့တာတကယ်ဆိုရင်လေ anti လောက်တယ်ဆိုတာလေကျမတို့တော်လိုင်းရေးလုပ်မယ်ဆိုရင်လူကိုမတိုက်ရဘူးလူပုဂ္ဂိုလ်တိုက်ခိုက်ရရှင်းနှစ်အဓိကရှင်းနှစ် အာနာရှင်စနစ်အဲ့ဆိုရင်အာနာရှင်စနစ်မင်းအောင်လိုင်ကိုမင်းအောင်လိုင်ကိုဆဲတော့ဘာရမှာတက်မတော်ကြီးမှလေတက်မတော်ဆိုရင်စစ်တပ်စင် institution တစ်ခုမှာဦးမင်းအောင်လိုင်လိုလူတွေကလုံးနေမှာအများကြီးပဲဦးမင်းအောင်လိုင်ပြီးရင်နောက်ထပ်ဦးမင်းအောင်လိုင်ကြီးလာမှာအများကြီးပဲအဲ့လိုလူပုဂ္ဂိုလ်တိုက်မယ်ဆိုစနစ်ကိုတိုက်ရမှာလေအဲ့လိုစနစ်ကိုတိုက်တယ်ဆိုရင်နေရာမှာကျွန်မပြောပြမယ်နော်ဘလို့စနစ်ကိုတိုက်ရမှာလဲသိလားအဓိကလောက်ချင်တာလေသိလားဟိုဘလို့ပြောရမလဲဟိုဂျေး တို့ရဲ့အုတ်ချုံမစနစ်အမားရပါလဲဆိုတော့ရေဘူးပေါက်တာမလို့ချင်းရေပါတာပဲလို့ချင်းနေဆိုတော့အမေရဲ့အောက်မှာရှင်တန်လာပြီးတော့မှ16နှစ်ဆိုတော့ဟို develop ဖြစ်တဲ့ thinking develop ဖြစ်တဲ့အရွယ်မှာကွာအဲဒါခိုင်းတာခိုင်းတာပဲ comment အမေဒါကိုပြအောင်လုပ်ဒါကိုပြအောင်လုပ်ဆိုတော့အမေအောက်မှာရှင်တန်လာတဲ့ခါမှာ critical thinking think out of the box တွေမပါလာဘဲနဲ့အဲ့လိုလူတွေကတိုင်းပြည်ရဲ့အချုပ်အခြာအာဏာတွေမှာ decision maker နေရာတွေမှာတက်ထိုင်လိုက်တဲ့ခါကျဘာဖြစ်လာလဲဆိုစီမံအုပ်ချုပ်မှုအမားတွေဖြစ်လာတာရှင်။ရာတခုခုဆိုဌာနဆိုင်ရာတွေမှာကြည့်ကြည့် အရက်ဖက်အဖွဲ့စည်းတွေမှာဒီမိုးချရွှေကိုတွေနဲ့တွဲလို့တာအရင်စင်ကြီးရတဲ့ကိစ္စကြီးဘာလဲသိလားသူတို့ဖြစ်ချင်တာပဲသိတယ်ရေဘူးပေါက်တောင်လို့ချင်ရေပါလာပဲလို့ချင်တယ်ဒါဖြစ်ချင်တယ်ဒါပြစ်အောင်လို့ပနေရအတွင်းပြီးလို့အဲ့လိုနဲ့စီမံအုပ်ချုပ်မှုအမားတွေနဲ့ရွာလဲပြီးတော့ကျမတို့နိုင်ငံကလေချွတ်ချုံကြပြီးတော့မှလေတကယ်ကိုစိတ်ပျက်စရာကောင်းတဲ့ကမ္ဘာလယ်မှာလေစုပ်ပြတ်မွဲတင်နေတဲ့အတိုင်းပြည်နေနဲ့စီမံအုပ်ချုပ်မှုအမားအောင်မှာခွက်ခွက်လန်နေတာရှင်အဲ့ကြတော့ကျမတို့လုံးဝမလုပ်ကပါလဲမဆဲနဲ့ကျမလည်းမဆဲဘူးမဆဲဘူးဘယ်ဘယ်နိုင်ငံလူကြီးမှကျမမဆဲဘူး ကျမတိုက်နေတာလူမဟုတ်ဘူးစနစ်စနစ်အဲ့လိုစနစ်ကိုတိုက်တဲ့ခါမှာဒီစနစ်ရဲ့အာနာတအတ္တချက်ကို stress analysis လုပ်ရမယ် stretch weakness opportunity threat stress analysis လုပ်ပြီးတော့မှဒီစနစ်ရဲ့အာနာချက်အတ္တချက်ကိုထောက်ပြပြီးမှဒီစနစ်ရဲ့ကောင်းကျိုးဆုဖြစ်ကိုထောက်ပြပြီးမှဒီစနစ်ထက်ကလူကိုယ်တိုင်နေရာကဒီစနစ်ကမကောင်းဘူးဆိုတဲ့အသိကိုရိုက်ထည့်နိုင်တယ်ဆိုရင်တန်ကိုတန်ပြတန်ကြီးတက်ရှင်ဆင်အာနာရှင်စနစ်ကိုဆင်အာနာရှင်နေနေပဲတိုက်ရမှာတခြားအရာနဲ့တိုက်လို့မရဘူးတန်ကိုထက်နိုင်တာတန်ကြီးပဲ စစ်အာဏာရှင်ဖြစ်နေတာစစ်အာဏာရှင်တွေပဲအဲ့တော့ဒီအဖွဲ့အစည်းဝင်ဝိုင်းထဲမှာရှိနေတဲ့သူတွေကိုယ်တိုင်ရောက်ပါဒီစနစ်ဟာမကောင်းဘူးဆိုရယ် thinking ဝင်သွားအောင်ဒီကျမတို့ရိုက်ထည့်နိုင်နေစင်ကျမတို့ကပန်းနိုင်ရဲ့တဝက်ကိုရောက်ပြီးသားအဲ့လိုရိုက်ထက်နိုင်မှုတွေကဒီစနစ်ကိုကျမတို့ကထုံးလို့ကြည်ကြည်လို့နောက်နေအောင်တည်ရမယ်လေဒီစနစ်ရဲ့အားနည်းချက်ကဘာလဲရေပူပေါက်တာပဲမလို့ကျင်ရေပါတာပဲလို့ကျင်နေဆဲဆဲမှာဖနှောက်နဲ့ဖနှက်နဲ့ဖနှက်နဲ့ခြေတော့မတော်ရင်ဖနှက်ကိုလဲဖို့တဲ့ဖနှောက်ကိုလှိဖြတ်ခဲတဲ့ လောက်ဆောင်မှုအမားတွေရဲ့ရလက်တွေအနေနဲ့ပြည်သူတန်းချောက်ဆရာခါးသိခံနေရတာဖြစ်တဲ့အတွက်ကျမတို့စနစ်ကိုတိုက်ကြတယ်စနစ်ကိုလည်းတိုက်တယ်ဟိုဟိုချီကွေဘာလာပေါ့ဟိုတော်လိုင်းရဲ့ icon ပေါ့နော်ချီကွေဘာလာဆိုမသိတဲ့လူမရှိပါဘူး anti လုံးနေတဲ့သူတိုင်းရဲ့ idol သဘောမျိုးဖြစ်နေရလေ तू ပြောခဲ့တာတော်လိုင်းရေးဆိုတာတဲ့ချစ်ချင်းမြတ်တာပဲတဲ့ချင်းမြတ်တဲ့ချစ်စိတ်ကြောင့်တော်တန်ရေးတမဖြစ်လာခဲ့တာပဲလူဖွဲ့စည်းကိုချစ်တဲ့စိတ်ရာများတာမှုချစ်တဲ့စိတ်အမှန်တရားကိုချစ်တဲ့စိတ်တွေကြောင့်ကျောက်တော်လိုင်းရေးတမဖြစ်လာခဲ့ရတာ ချုပ်ပြီးမှလာပြောတာအဲ့ဟာအယံကြိုက်တယ်အယံမှန်ဟုတ်တယ်တန်း60တော့ပြည်သူကိုချစ်တယ်အဲ့ချစ်တဲ့စိတ်ကြောင့်ကျွန်တော်တော်လိုင်းသမားဖြစ်လာလို့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 ကြာနောက်ပြီးတော့နောက်တစ်ခုပြောခဲ့လေရှင်မတရားမှုကဥပဒေဖြစ်လာပြီဆိုရင်ခုခံတော်လှန်မှုကလည်းဝတရားဖြစ်လာဟုတ်တယ်တနိုင်ကလုံးမတရားမှုတွေဒုနဲ့ပြီးပဲအဲ့အရာကြီးကိုလေဟိုဘယ်လိုပြောမလဲအမားကြတော့အမှန်ဖြစ်ပြီးရောလေအမားတရားအမှန်တရားဖြစ်နေတဲ့ကိစ္စအရင်ကြီးကိုခံစားရတယ်ရှင့်အဲ့ကြောင့်ကျွန်မတော်လည်းဒီမှာဆက်လုပ်ပြီးရှင့် ဘာလို့ပြတ်တက်ဘူးလေနော်စောင့်ကြည့်ပေါ့နောက်ပြီးတော့ဆရာတာယာမင်းတို့ရေးခဲ့တဲ့ဖျားခင်မှာစင်ဟန္တာတိတဲ့တိလီမှာမယ်ဒါပေမဲ့အမောင်ခင်မှာတော့အာနာရှင်ကိုဖြေရှင်းမယ်ဘလောက်မိုက်လဲအရန်ကြိုက်တယ်ခိုက်တယ်ဘလို့လဲကျမလို့ဘူးပေါ်တင်ချဲရဲ့လေအဲဟဲတတိတိတ်ကောင်းတာပဲလို့ကျမကိုဆာဖာပုံစံနေရှင်းဘလို့လဲကျမပါပါရင်တော့ငိုကြနဲ့နော်ပုံစံနေပြီ สักกูดมเลยเฮ้เฮ้ไม่รู้เรื่องอะไรมันตีเนาะ โอเค บ๊ายบาย